have said he supports a peace plan proposed by U.S. President Trump to end the war in Gaza between his country and Hamas. American Democrat Donald Trump နဲ့ Israel ဝန်ကြီးချုပ် Benjamin Netanyahu တို့က Gaza ကမ်းမြောင်ဒေသအတွင်းငြိမ်းချမ်းရေးအစီအစဉ်တစ်ကိုသဘောတူခဲ့ကြပြီး Hamas တွေကိုလက်ခံဖို့သတိပေးပြောကြားလိုက်ပါတယ်။ အမေရိကန်ကိုရောက်ရှိနေခြင်းအတော်တွင်အစ္စရေးဝန်ကြီးချုပ်ဗက်ဂျမင်နေတန်ယာဟူကတမရုတ်တော်နယ်ထရန်ကိုအင်ဖြူတော်မှာစက်တင်ဘာလ29ရက်နေ့ကတွားရောက်တွေ့ဆုံခဲ့ပြီးနောက်အဲ့ဒီသဘောထားကိုအတူပူတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အနှစ်ချုပ်အနေနဲ့တော့ဂါဇာစစ်စင်ရေးမှာရပ်တန့်မှုအချိန်တိုင်းတာတစ်ခုရောက်ရင်အစ္စရေးစစ်တပ်တွေပြန်ရုပ်သိမ်းမှုဂါဇာရဲ့အနာဂတ်နိုင်ငံရေးကဏ္ဍကနေဟာမက်ကအပိတိုင်ဖယ်ထုတ်မှုခံရမှာကိုလက်ခံဖို့တစားခံနေတုံ့ပန်းတွေအလဲလဲလုပ်ဖို့ဂါဇာမှာလူသားချင်းစာနာထောက်ထားမှုအထောက်ပံ့တွေပြန်လည်ဝင်ရောက်နိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်အိမ်ဖြူတော်ကတတင်းဆောင်ရှင်းလင်းပွဲမှာတော့ထရန်ကဒါဟာငိမ့်ချမ်းရေးအတွက်တမိုင်းဝင်နေတဲ့နေ့ဖြစ်လာတယ်လို့ကြွေးကြော်ခဲ့ပါတယ်။ သူကဟောမတ်အဖွဲဟာအခုကလန်ချက်ကိုမဖြစ်မနေလိုက်နာဖို့လိုအပ်ကြောင်းဟောမတ်ကဆက်ပြီးခေါင်းမာနေအောင်မဲ့ဆိုရင်တော့အစ္စရေးကဟောမတ်ချင်းချောက်မှုကိုအပြတ်ရှင်ဖို့လုံတင်းလုံထိုက်တာတွေကိုဆက်လုံမှာဖြစ်တယ်လို့အမေရိကန်ကလည်းအားပေးထောက်ခံသွားမယ်လို့ထရန့်ကသတိပေးခဲ့ပါတယ်ဒီတန်ညာဟုကလည်းဟာမတ်ကကလန့်ချက်ကိုပိတ်ထားရင်ဒါမှမဟုတ်ရှောင်လွဲရင်အစ္စရေးအနေနဲ့ပိုပြီးထိရောက်အားကောင်းတဲ့စစ်ရေးအရှိန်မြင့်တင်မှုတွေလှုပ်ဆောင်လာနိုင်တယ်လို့အသည့်အလင်းပြောဆိုသွားပါတယ်။ ဟာမတ်နဲ့နီးစပ်တဲ့ပါလက်စကိုင်းတည်င်းရင်းမြစ်တချို့ကတော့ဟာမတ်ကောင်းဆောင်တွေစီအင်ဖြူတော်ကနေပေးပို့လိုက်တဲ့အချက်၂၀ပါတောင်းဆိုမှုတွေလက်ခံရရှိထားပြီးဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။အဲ့ဒီအချက်တွေထဲမှာအနာဂတ်ဂါဇာရဲ့အုတ်ချုပ်ရေးကဏ္ဍမှာဟာမတ်ဟာလုံးဝပါဝင်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။တခြားတစ်ဖက်မှာတော့အနာဂတ်မှာပါလက်စကိုင်းအချုပ်ချာအာဏာပိုင်နိုင်ငံပေါ်ထွန်းလာရေးကိစ္စကိုလမ်းဖွင့်ပေးတယ်လို့အစ္စရေးကလက်ခံခဲ့ရပါတယ်။ အပြစ်ခတ်ရက်စဲဖို့တဘောတူထားပြီးရင်ဟာမတ်ကဖမ်းဆီးထိန်ထိန်ထားတဲ့အစ္စရေးတစားခန်း20နဲ့တည်ဆုံပြီးသားလို့ယူဆရတဲ့တစားခန်းနှစ်ဒါဇင်ရဲ့အလောင်းတွေကို82နာရီအတွင်းအစ္စရေးစီလွှဲပေးရပါမယ်။အစ္စရေးကလည်းယာနဲ့ချီတဲ့ပါလက်စတိုင်းအကျဉ်းသားတွေကိုပြန်လွတ်ပေးမှာဖြစ်ပါတယ်။ ကာဇာမှာနှစ်ဖက်စလုံးကစစ်စင်ရေးတွေကိုရောက်ရနေရမှာရက်ဆိုင်ထားရမှာဖြစ်ပြီးတင့်တော်တဲ့အချိန်ကာလတစ်ခုရောက်ရင်အစ္စရေးကလည်းတပ်တွေပြန်ရုတ်သိမ်းမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဂါဇာကိုနိုင်ငံတကာလူသားချင်းစာနာမှုအထောက်ပံ့တွေအလုံးရင်းပြန်လဲစည်းဝင်လာရေးကိုအစ္စရေးကခွင့်ပြုပေးရမှာပါ။ပကြဒီခင်ကမှပါလက်စကိုင်းကိုအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်အတိမတ်ပြုထားကြောင်းကြေညာထားတယ်။ဗြိတိန်ဝင်ကြီးချုပ်ဆာကီယာစတာမာကလည်းထရန့်ရဲ့အစီအမံတွေကိုထောက်ခံခဲ့ပါတယ်။ သူကဟာမတ်အနေနဲ့ဒုက္ခဆိုးတွေကိုအဆုံးသတ်နိုင်ဖို့အတွက်လက်နက်ချဖို့အဲ့ဒီအစီအမံတွေကိုလက်ခံပြီးတစားခံအားလုံးကိုပြန်လွတ်ပေးသင့်ပြီလို့စတာမာကပြောပါရယ်ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကလည်းဒီသဘောတူညီချက်ကိုလက်တွေ့အကောင့်ထဲဖော်နိုင်ရန်ပြင်သစ်ကအားပေးကူညီဖို့အသင့်ရှိတယ်လို့ကြေညာခဲ့ပါရယ်ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကလည်းအဲ့ဒီသဘောတူညီချက်ကိုလက်တွေ့အကောင့်ထဲဖော်နိုင်အောင်ပြင်သစ်ကအားပေးကူညီဖို့အသင့်ရှိတယ်လို့ကြေညာခဲ့ပါရယ်